Minglava, today I'm going to teach grade 11 unit 10 sleep deprivation listening speaking and uh, writing Part. <music> listening and uh, speaking tandy listening and uh, speaking ကဲကလေးတို့ဒီနေ့တော့အခုအချိန်မှာကျတို့ဒီ listening mind ကိုသွားမှာဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့ဒီ audio file လေးကိုနားထောင်ရမှာပါ။အဲနားမထောင်မီမှာဒီပေးထားတဲ့ဒီခေါင်းစည်းစာတန်းလို့ကျေကိုကြည့်ရအောင်နော်။ listens to tutu talking about how she spends her time read the statements are right true or false အဲ့တော့ဖွင့်ပြမယ့်အသံဖိုင်လေးကတူတူဆိုတဲ့အကြောင်းသူလေးတယောက်ရဲ့အကြောင်းဖြစ်တယ်အဲ့တော့တူတူလေးရဲ့တူတူလေးက သူ့ရဲ့အချိန်တွေကိုဘလို့အသုံးပြုနေတယ်လဲဆိုတဲ့အကြောင်းကိုအဲပြောတဲ့ဖိုင်လေးပေါ့နော်အဲ့ဖိုင်လေးကိုဖတ်ပြီးတော့ဒီအမှပေးထားတဲ့ statements ဒီမှာမှန်သလားမှားသလားပေါ့နော် true or false ရေးပေးရမှာဖြစ်တယ်အဲ့တော့တူတူလေးဘာညာတူတူလေးပြောတာဘာညာပါမလဲဆိုတဲ့ဟာကိုတချေတို့ကဒီ statement လေးကြီးကြည့်ပြီးတော့အရင်ဆုံးဖတ်ထားရအောင် the two spends too much time studying တူတူတူအားဆိုရင်တဲ့ဒီသူ့ရဲ့ ို study ရေပေါ့နော်စာပေတင်ယူလေ့လာမှုအတွက်အချိန်တွေအများကြီးကိုသုံးနေရတယ်အရန်ကိုအများကြီးပေါ့နော် too much time လို့ပြောထားတယ်အများကြီးသုံးနေရတယ်နော်အဲအဲ့ဒီဖော်ပြချက်ကလေးအောင်မှာမှန်လားမှားလားသိချာနားထောင်အောင်နော်နောက် she doesn't get enough sleep သူကအိပ်တဲ့အချိန်လဲ enough not enough ဖြစ်တာပေါ့နော်ဟိုအိပ်ချိန်လဲအပြည့်အဝမရဘူးလုံလုံလောက်လောက်မရဘူး can number 3မှာကျော် she was sometimes during weekdays to pass through her hobbies သူမက သူမရဲ့ဟာ hobbies သူမဝါသနာတွေသူမလုပ်ချင်တဲ့အရာတွေကိုဒီဥစ္စာပေါ့နော် week day ပေါ့နော် week day ရဲ့သူ့ရဲ့အကြောင်းဒီစာတင်ရက်တွေပေါ့နော်သူ့ရဲ့စာတင်ရက်တွေကြားထဲကအချိန်လေးတချို့မှာသူသုံးကျင်နေเนาะအဲ့လိုသူရေးထားတယ်အနောက်တစ်ခုကကျ she spends a lot of time with her friend သူမကသူမရဲ့တငယ်ချင်းတွေနဲ့အချိန်အများကြီးသုံးနိုင်တယ်သုံးတယ်เนาะအဲ့ချက်လေးလည်းပေးထားတယ် now number 5မှာကျ she is busy having to study all day she is busy သူမကအလုံးမြင်နေများနေတဲ့ having to study all day တနေ့လုံးမှာเนาะဒီတင်ကြမှုเนาะတင်ယူလေးလာဖို့အတွက် သူ့ရဲ့စာတွေကိုတင်ယူလေးလာဖို့အတွက် အများအတန်းသူကအလုရှုံနေတယ်ပေါ့နော်အလုများနေခဲ့တယ်အလုများနေတတ်တယ်ပေါ့နော် နောက် number 6မှာ she was more time for recreation သူမအနားယူဖို့အတွက်အချိန်လေးနည်းနည်းတော့သူလိုချင်ပါတယ်နော်အချိန်လေးပိုလိုချင်ပါတယ်လို့ဒီ number 6မှာဖော်ပြထားတယ် number 7 statement ကကြတော့ she sometimes feels bored because she has nothing to do သူမတခါတလေမှာတဲ့ဟိုညင်းဝေးတယ်ပေါ့နော်ပြင်းကြီးညင်းဝေးမှုခံစားရတယ်ဘာကြောင့်လဲဆိုတော့သူမမလုပ်စရာဘာမှမရှိလို့တဲ့နော်အဲ့ဒီ statement လေးကမှန်လားမှားလားဆိုတာနားထောင်ကြည့်ရမယ် နောက်နံပါတ်8 she usually post put off the tasks that, that she needs to do เนาะတခါတလေမှာတဲ့ရှိသူမဆို usually ပေါ့เนาะအများဖြင့်ဆိုရင်အဲ put off the tasks that she needs to do သူမလုပ်ဆရာရှိအလုပ်တွေသူမထားပြီးတော့သူမ ထားထားသွားတတ်တယ်ပေါ့နော်ထားသွားလို့ရှိတယ်လို့လည်းပြောထားတယ်။နောက်နံပါတ်9မှာ she feels stress because she doesn't have enough time to do everything she wants to တဲ့။သူမကဒီစိတ်ဖိစီးမှုကိုခံစားနေရတယ်။ဘာကြောင့်လဲဆိုတော့သူမလှုပ်ဆောင်နိုင်တဲ့အရာတွေ เนาะ everything အရာတိုင်းကိုလုတ်ဆောင်နိုင်ရဲ့အတွက်သူမမှာအချိန်မလုံလောက်လို့ပါလို့ပြောထားပါတယ်အဲ့တော့ဒီပေးထားတဲ့ statement ကိုခုကိုဒါဘာကိုပြောထားလဲဆိုတာတည်သွားရင်ဒီ listening အတွက်ကိုဒီ audio file လို့တေးချနားထောင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီအဖြေဒီဒီမှာပြောထား statement တွေဟာမှန်သလားမှားသလားဆိုတာကိုဆုံးဖြတ်နိုင်မှာဖြစ်တယ်အဲ့တော့ audio file ကိုတေးချနားထောင်ရမယ်အဲ့တော့ဒီချက်တောင်းနှစ်ခါပေါ့နော်ဖွင့်ပြမှာဖြစ်တဲ့တေးချနားထောင်ပြီးပါ unit 10 sleep deprivation I don't think there is enough time for me. I am always busy the whole day long, from the time I get up to the time I go to bed. Before the class, I have to attend extra English and mathematics classes. I am only free a bit during lunch break. When my classes are over, I have to go straight to my coach, who helps me with my studies. I'd finish only at 7 in the evening. I usually have my dinner only at half past seven, I can relax for half an hour only after dinner and I have to be back to my studies. My mother makes me study, whether I am interested in it or not until midnight. I feel that I don't have enough sleep. I actually would like to meet up with friends and play with them. I don't even have time during weekends for my hobbies which are painting and playing basketball. I'd like to have more time to walk my dog and pursue my hobbies. Having to study all the time is really stressful for me, and if I could ask for one thing, then it would be more time to sleep and to relax. Kéo bà bì, rõ đi audio file đi nào thằng bì bì suy nó, cú bê tha statement đi ha, mà là, mà là, số phiếu nó. ကဲတော့ပြန်ကြည့်အောင်နံပါတ်1သူသူကသူ့ရဲ့စာပေတည်ယူမှုအတွက်เนาะသူ့မှာလေးလာတည်ယူစရာတွေအများကြီးလုပ်နေရတဲ့အတွက်အချိန်နဲ့အများကြီးတုံးနေရတယ်လို့ပြောထားတယ်အဲ့ဒါမှန်သလားเนาะမှန်တယ်လို့ယူဆရဲဆိုရင်တော့ဒီပေါ့เนาะနံပါတ်2မှာသူ့မှာအချိန်လုံးတော့မလုံးလောက်ဘူးတဲ့ဒါလည်းဟုတ်မှာပေါ့เนาะစာရည်အများကြီးဒါဒါလည်းအဲကလေးတို့အဖြေမှန်ရလောက်ပြီးတော့ထင်ပါတယ်နံပါတ်3မှာလေတူမကတဲ့တူမရဲ့ ာဝန်သူမရဲ့ဒီလှုပ်ဆောင်ခြင်းနဲ့ပေါ့နော်သူမလှုပ်ခြင်းနဲ့ဝါသနာအစရာဝါသနာနဲ့ပတ်သက်ပြီးလှုပ်ခြင်းနဲ့အားတွေကိုလှုပ်ဖို့အတွက်သူကတချို့နေရာတွေတချို့အချိန်တွေမှာသူလှုပ်တယ်ပေါ့ကဲအဲ့ဒါဟုတ်ရဲ့လားဒီဖော်ပြချက်ထဲမှာပါသလားပေါ့နော်အဲ့ဒါလေးတစ်ချက်စဉ်းစားမယ် number 4 she span lot of time ဆိုတော့ number 4ကရောတငယ်ချင်းတွေနဲ့ဖြုံးဖို့အချိန်သူအချိန်တွေအများကြီးဖြုံးနေဆိုတာရောဟုတ်ရဲ့လားเนาะနားထောင်တဲ့အခါမှာ true love for la တိမယ်ကဲ number 5သူမတနေကိုစာလုပ်နေရတယ်တဲ့เนาะစာလုပ်စာတွေလုပ်ပြီးတော့စာတွေကိုလေ့လာရင်းနဲ့ မြင်တဲ့အလုပ်ရှုပ်နေတယ်ပေါ့နော်အဲဒါလည်းနားထောင်လိုက်ရင်သိမှာပါ true love for la နောက်နံပါတ်6เนาะနံပါတ်6မှာလည်းသူနားယူဖို့အချိန်မရဘူးနားယူဖို့အချိန်လိုချင်တယ်ဆိုလာရဟုတ်မလားဘာမှလုပ်ဆရာမရှိလို့ပြေးရင်ညင်ခွေးရတယ်ဆိုတာကိုဖော်ပြအချက်ထဲမှာပါသလားအဲပြီးတဲ့အခါမှာ तू က तू လုပ်ချင်တဲ့အရာ तू လုပ်ရမယ့်မလုပ်မဖြစ်အလုပ်တွေ तू ထားပစ်ခဲ့တယ်ဆိုတာရောဒီဟာဖော်ပြတာတော့တွေ့ရလားမတွေ့ဘူးဆိုတော့ force ပြောရမှာပေါ့ number 9မှာ तू မ तू မလုပ်ချင်တဲ့အရာတွေကိုမလုပ်ရတဲ့အတွက်เนาะစိတ်ဖိစီးနေတယ်လို့ ြောတာကိုမန္တလာမာဒလာပြန်ကြည့်အောင်နော်။ကဲအဲ့တော့အဖြေလေးတွေကိုခြေထုတ်ကြည့်ရအောင်။ကဲအဲ့တော့ number 1မှာကတော့ तू မအမြဲတမ်းလှုပ်ရှုပ်နေတဲ့ तू မအမြဲတမ်းပေါ့နော်ဒီစာရုပ်လေးလောက်ပေါ့အချိန်နဲ့အများကြီးသုံးပါလေဆိုအမှန်ပဲလေ။ကဲ number 2မှာလည်းအဲ့လိုပဲနော် number 2မှာလည်း true ပဲနော် true ပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ तू မလှုပ်ဆောင်ရမယ့်အလုပ်တွေကို तू မအမြဲတမ်းပြန်ပြီးတော့လုပ်ရတယ်နော်အဲ့တော့ဒီမှာအဖြေလေးတွေကတော့ဒီချက်ဒီလိုလေးဖြစ်လာပါတယ်ဒီနောက်ဆုံးမှာတော့ဒီ तू မက သူမလှုပ်ချင်နေတဲ့အရာတွေကိုမလှုပ်ဆောင်နိုင်တဲ့အတွက်စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာလည်းအမှန်ပဲเนาะအဲ့ဒါကြောင့်မလို့အဖြေလေးရတယ်လို့ဖြစ်လာတယ်ခလေးတို့အဖြေရောဒီအဖြေနဲ့ကိုက်ညီရလားเนาะအဲတော်တော်လေးကိုက်ညီနေပြီဆိုရင်တော့ဒါ listening ကတော်တော်လေးစင်ပြေနေပြီဘာကြောင့်လဲဆိုတော့ဒီချက်တို့ဒီသင်ခန်းစာဟာ ဟိုဒီသင်ခန်းစာပြီးနောက်ဆုံးသင်ခန်းစာတစ်ခုပဲကျန်တော့တာဖြစ်တဲ့အတွက်ဒီ listening file နေနဲ့လဲ audio file နေလဲတော်တော်လေး familiar ဖြစ်နေပြီလို့ဒီချက်ကိုယူဆပါတယ်တော်တော်လေးလည်းမှန်နေမှထင်ပါတယ်ပေါ့နော်ကဲဟုတ်ပြီအားဆိုချက်နောက်တစ်ခုဆက်ကြည့်အောင်အဲ့တော့နောက်တစ်ခုကတော့ဒီချက်တို့ဒီ listening speaking မဲဒါပေမဲ့ဒီမှာကတော့ဒီ speaking အတွက်ပြင်ဆင်ရမှာပေါ့နော်အဲ့တော့ဒီမှာတော့ဒါ pair work လေးဖြစ်တယ်သူက2ယောက်တွဲเนาะ2ယောက်တွဲလို့ပြီးတော့ interview ပေါ့နော် interview လေးလုပ်ရမယ် တငယ်ချင်းကိုဘာတွေမေးရမလဲဆိုတော့သူဒါမှမဟုတ်သူမှပေါ့နော်မိန်းတငယ်ချင်းမိန်းကလေးတို့မဟုတ်ယောက်ျားလေးကိုသူ့ရဲ့เนาะသူတို့ရဲ့ဟိုပေါ့ဒီအားလက်ချိန်လေးရှောင်းအားလက်ချိန်လေးကိုဘလို့သုံးနေတယ်လဲဒါပြီးတဲ့အခါမှာကိုကအဲ့ဒါလေးကိုမှတ်ထားရမှာเนาะနားထောင်ပြီးရင်မှတ်ထားမယ်တငယ်ချင်းကဘာတွေပြောတယ်လဲပြောတယ်အောင်မှတ်ထားမယ်ပြောပြီးသွားရင်ဒီအတန်းရှိမှာเนาะဒီအတန်းကိုမင်းပြောခဲ့မင်းအင်တာဗျူးခဲ့တဲ့တငယ်ချင်းရဲ့သူ့ရဲ့ အားလက်ချိန်တွေကိုအသုံးချတဲ့ပုံပေါ့နော်သုံးချတဲ့အကြောင်းဘလို့သုံးချရဲဆိုတာပြန်တင်ပြရမှာဖြစ်တဲ့အဲ့တော့တေချာမေးမယ်မေးဟိုအင်တာဗျူးရတေချာလုပ်မယ်အင်တာဗျူးကပါလာအချက်ကလေးတေချာမှတ်သားမယ်ပြီးသွားပြီဆိုလို့ရှိရင်အတန်းရှိမှတင်ပြရမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာသုံးမဲ့ useful language ပေါ့နော်အဲဒီမှာသုံးမဲ့ useful language လေးတွေကလည်းဒီမှာအောက်မှာပြထားတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီကျတော့ instruction ကိုဖတ်ရအောင်နော် B In pair, interview your friends, asking him how, how he or she spends his or her leisure. Then tell the class how your friends spends his or her leisure. Useful language. Asking for information. How do you usually spend your leisure? Which activities are important in your life? Which activity do you like doing most? Why? Do you have enough time to do what you want to do? Why? Do you think you make good use of your leisure? เนาะဒီလိုမျိုး useful language တွေဒါမျိုးလေးမိခွန်းလေးမိမယ်ဆိုရင်တကယ်ချင်းကလည်းပြန်ဖြေတဲ့အခါမှာကိုကဒီ တငယ်ချင်းဖြေမဲ့အချက်လက်တွေကိုစုပေါင်းပြီးတော့ခြုံငုံပြီးတော့ပြန်တင်ပြနိုင်မှာဖြစ်ပါတယ်အဲ့တော့ဟိုတငယ်ချင်းကဒီအားလက်ချိန်မှာဘလို့အချိန်ဖြစ်သုံးတယ်လဲဆိုတာလို့သိချမိမယ်နောက်ပြီးတော့သူ့ရဲ့ဘဝမှာအရေးကြီးတယ်လို့ထင်တဲ့အချက်ကလေး तू ပြောလိမ့်မယ်ပြီးတဲ့အခါမှာဘယ်လောက်ကဘယ် AW သူအချိုက်ဆုံးလဲနောက်ပြီးတော့ reason နဲ့ပေါ့နော်ဘာကြောင့်လဲဆိုတာလည်းမေးထားတယ်အဲအဲ့တော့ဒါတွေကိုလို့ဖို့အချိန်ရောရရလားဘာကြောင့်လဲအဲ့ဒီအကြောင်းချက်ကလေးတော့သိချမှတ်ထားမယ်နော်ပြီးရင် do you think you make more good use of your leisure မင်းက ဟိုတငယ်ချင်းကိုလည်းသိချဒါလေးကိုတော့သိချမေးရမယ်မင်းရဲ့အားလက်ချိန်ကိုမင်းကောင်းကောင်းသုံးနိုင်တယ်လို့ထင်သလားအဲ့အဲ့ဒီပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒီတငယ်ချင်းဟာသူ့ရဲ့လုပ်ငန်းသူကောင်းကောင်းသုံးနေသူထင်နေသလားဒါမှမဟုတ်သူထင်တာမြန်ဟိုကိုနဲ့ရောကန့်ညီရလားဆိုတာလေးပါကိုပြန်ပြီးတော့ကိုရဲ့အပ္ပဏီယံလေးပါကိုစဉ်းစားလို့ရတာပေါ့နော်ကဲဟုတ်ပါပြီကျွန်တော်ဆက်ကြည့်ရအောင်ကဲအဲ့တော့ဒီမှာဟိုတန်းဒီပဲဆက်ပြောပါမယ်အဲ့တော့သူက အင်တာဗျူးမေးလာပြီဆိုရင်ခုနကတော့အင်တာဗျူးမေးဖို့အတွက်မေးခွန်းလေးတွေเนาะအင်တာဗျူးမေးဖို့အတွက်ကိုတငယ်ချင်းမေးမယ်အဲ့မှာတငယ်ချင်းကိုကလည်းပြန်ဖြေရမှာဟိုပြန်ဖြေရတဲ့အခါမှာအဲဘာလေးတွေသုံးမလဲဆိုတာကိုဒီမှာ useful language လေးကိုထပ်ပေးထားတယ်အဲ့တော့ describing how you spend your time မင်းရဲ့အချိန်တွေကိုမင်းဘယ်လိုသုံးသလဲလို့ပြောရင် i usually spend my leisure ငါကငါရဲ့အဲပေါ့နော်ဒီအားလက်ချိန်တွေကိုအဲဘိုင်းပေါ့နော်အဲဘိုင်း drawing ဒါမှမဟုတ်ရင်မှာဆိုလို့ရှိရင် uh by practicing the the ဟိုဒါ playing the musical instruments တွေဟုတ်တယ်မလားဒါမျိုးလေးတွေကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့ the important activities in my life are ဆိုပြီးတော့ကိုကြိုက်တဲ့ activities လေးတွေပေါ့ဥပမာဆိုကိုကအားကစားမှုနှစ်သက် အားကစားလှုပ်ရှားမှုနှစ်သက်တာလားအဲဒါမှမဟုတ်ရင်ဒီအနုပညာနဲ့ပတ်သက်ပြီးလှုပ်ရှားတာနှစ်သက်တာလားအဲဒါမှမဟုတ်ရင် ဥစားပေါ့နော်ဒီပရာဟိတလုပ်ငန်းလေးမှာလောက်တော့နှစ်သက်သလားအဲအားလေးကိုပြောပြီးသွားရင် because ဆိုတာ ပြီးထားတဲ့အတွက်နော် point လို့မေးထားတဲ့အတွက် because နဲ့ပြန်ဖြေပြရမယ်။ဘာကြောင့်အားလေးကိုလုံးဝတာအားလေးကအရေးကြီးတဲ့လုပ်ငန်းတွေလို့မင်းထင်တာလေဆိုတာလေးကိုပြောပြရမှာဖြစ်တယ်။ Now I like the most because သူအဲ့ထဲမှာမှဘယ်ဟာအကျိုက်ဆုံးလဲဆိုတာကိုလည်းသူကအကြောင်းပြချက်ကလေးပြောပြရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကကြောင့် I don't usually have a night to do what I want ။ငါက ပေါ့နော်ငါရဲ့ပေါ့နော်ကျွန်တော်ရဲ့ကျမရဲ့ဒီအချိန်တွေကကိုလှုပ်ချင်တဲ့အရာတွေကိုလှုပ်ဆောင်ခြင်းနဲ့အရာတွေကိုလှုပ်ဆောင်မှုအချိန်ကအများအပြားလုံလောက်မှုမရှိဘူးလုံလောက်လေမရှိဘူးเนาะအဲ့လိုဘာကြောင့်လဲဆိုတော့ဟုတ်ပါဟုတ်ပြီဥမာဆိုလို့ရှိရင်စာလုပ်ရတာတွေကများလို့အဲဒါမှမဟုတ်ရင်အိမ်ကိုမှကိုယ့်ရဲ့အိမ်မှာလည်းအိမ်မှုတာဝန်တွေများလို့ဩဒါမှမဟုတ်ရင်ဩမိဘတွေကပေါ့เนาะ ဟိုမိဘတွေကပေးနိုင်တဲ့မိဘတွေကဟိုကတ်သက်ထားအချိန်တွေကနည်းလို့အဲဒါမျိုးအမျိုးမျိုးပြောလို့ရတယ်เนาะအဲနောက်တစ်ခုကကြောင့် I don't think so because ပေါ့ဒီဟာတော့ငါမထင်ပါဘူးအဲဒါကကြောင့်ခုနကတော့မေးထားတယ်လीမင်းရဲ့ဟိုပေါ့เนาะဒီလေးရှာပေါ့เนาะအားလက်ချိန်တွေကိုသုံးတဲ့ဟာကအအကျိုးရှိတယ်လို့ကောင်းတယ်လို့မင်းမြင်သလားမင်းထင်သလားလို့မေးတဲ့အတွက်ကြောင့်မလို့အထင်တယ်ဆိုထင်တယ်ပေါ့တကယ်လို့မထင်ဘူးဆိုလည်းမထင်ဘူးပေါ့เนาะအထင်တယ်ဆို I think I think so ပေါ့မထင်ဘူးဆိုလို့ရှိရင် I don't think so ပေါ့เนาะဘာကြောင့်လဲဆိုအကြောင်းပြချက်ကလို့ပြောမယ်ဥပမာဆိုလို့ရှိရင်ဟိုကိုကထင်နေရဆိုရင်တော့အဘာဖြစ်လို့လဲဆိုတော့ငါတို့တဲ့ဟိုကိုလုတ်တဲ့အလုပ်ဟာဆိုလို့ရှိရင်เนาะကိုရဲ့ဟို future ပေါ့เนาะကိုရဲ့အနာဂတ်အတွက်ဟုတ်ပေါ့နော်ဟိုပို့ကောင်းနေဒါမှမဟုတ်ရင်သူများတို့ကိုကူညီနိုင်တဲ့အတွက်အဲဒါမျိုးလေးတွေပြောလို့ရတယ်မချက်မဟုတ်ဘူးဆိုလို့ရှိရင်လည်းမထင်ဘူးဆိုလို့ရှိရင်လည်းဒီလုပ်တွေကိုဒါတွေကိုလုပ်ချင်လို့သာလုပ်ရတာအကျိုးမရှိမှန်းတော့တည်တယ် နော်အကျိုးမရှိဘူးဆိုတာတည်ရဲဒါဒါဆိုလို့ရှိရင်ဥမာဆိုရှင်ဟိုဂိမ်းနဲ့အလွန်ကြောကစားမိရဲဘာမျိုးဆိုဒါငါဆွဲလန်းနေဒါမကောင်းဆိုတာတည်ရဲပေါ့နော်အဲ့ဒါကြောင့်ငါမကောင်းဆိုတာတည်ရဲကြိုးစားပြီးတော့ငါပြုပြင်ရမယ်ပေါ့ဒါမျိုးလေးပြောလို့ရတယ်အဲ့တော့ reporting back ဆိုတာကကြတော့ခုနကတငယ်ချင်းနဲ့အပြန်အလှန်ပြောထားတဲ့ interview လုပ်ထားတဲ့အချက်ကိုအတန်းကိုပြန်ပြီး report လုပ်ပေးရမှာဖြစ်တယ်နော်အဲ့ report လုပ်ပေးရမှာဖြစ်တဲ့အတွက်ဒီမှာနန်စားသုံးတဲ့အခါမှာ he or she ကိုသုံးရပါမယ်တငယ်ချင်းကယောက်ျားလေးဆို he main ကလေးက she ပေါ့နော်သုံးပြီးတော့ he she usually spend ူကအများဖြစ်သူကအများဖြစ်သူ့ရဲ့အခြေအနေကိုဘလို့သုံးပါတယ်ပေါ့အဲပြီးတဲ့အခါမှာသူမရဲ့ဘဝမှာသူ့ရဲ့ဘဝမှာအရေးကြီးသောနော်အရေးကြီးတဲ့လုပ်ငန်းလေးတွေလှုပ်ရှားမှုလေးတွေကဘာတွေဖြစ်ခဲ့ပါလဲသူဘယ်တော့မှဘာတွေဟိုလှုပ်ဆောင်ခဲ့ရတယ်ပေါ့နော်ဒါမျိုးလေးပြောမယ် he she likes most သူကအဲ့ဒီထဲမှာမှသူအနှစ်သက်ဆုံးဟာတော့ဒီလိုဖြစ်ပါတယ်အဲပြီးတဲ့အခါမှာသူကအချိန်ဘရောမှလုံလောက်လေးမရှိဘူးဘာကြောင့်လဲဆိုတော့နော်ဘာကြောင့်ဆိုသူကကပြောခဲ့သလိုပေါ့နော် ူမှာအာသူအပြည့်စာကပေါ့နော်ဟိုလှုပ်ဆောင်သွားမယ်ပညာရေးအတွက်လှုပ်ဆောင်มาတဲ့အရင်များတဲ့အတွက်တခြားအတွက်အချိန်မပေးနိုင်ဘူးလို့เนาะဒါမှမဟုတ်ရင်အဲအိမ်မဟိုအကြီးဆုံးဒါမှမဟုတ်ရင်ဟိုတယောက်တည်းမို့လို့ပေါ့เนาะဟိုလောက်ရမဲ့လုပ်ငန်းတာဝန်တွေများလို့ပေါ့အဲဒါမှမဟုတ်ရင်တော့ဟိုတခြားပေါ့เนาะတခြားအချက်လက်လေးတွေရှိနိုင်တယ်ပေါ့အဲ့ဒီအဖြေလေးတွေကိုကိုကပြောရမှာဖြစ်တယ်နောက်တစ်ခုမှာတော့ he she thinks doesn't think that he make good use of her time because အဲတခါလို့ဥစားဒီမှာကကြောက်တယ်ပဲသူက ထင်တယ်ပေါ့သူရဲ့လှုပ်ဆောင်တဲ့ဒီအချိန်ကိုသုံးသူအချိန်သုံးဆွဲမှုဟာကောင်းတယ်လို့ तू ကထင်တယ်ဆိုလို့ရှိရင်လည်းအဲကောင်းတယ်လို့ तू ကထင်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ तू လှုပ်ဆောင်တဲ့ဟာကဆိုလို့ရှိရင်သူ့ရဲ့ဘဝရှိရေးအတွက်တော်လကောင်းပေါ့နော်အတွက်လည်းကောင်းတယ်အဲဒါမှမဟုတ်သူများတို့ကူညီတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဟိုပေါ့နော်စိတ်ကဒီလိုမျိုးကူညီလိုက်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုယ်လည်းအကျိုးကိုကျေဥစားပေါ်တော့ကိုအကျိုးရှိတယ်လို့သူများလည်းအကျိုးရှိတယ်ပေါ့เนาะသူများတွေကိုကူညီနိုင်တဲ့အတွက်ကြောင့်မို့ကိုလည်းစိတ်ထဲမှာပီတိဖြစ်ရပေါ့ဒါမျိုးတွေပြောလို့ရတယ်ပေါ့เนาะ အော်အဲ့တော့ဒီအချက်ကလေးတွေကိုတငယ်ချင်းနဲ့အရင်ဆုံးပြန်လုံးရမှာကတော့ pair work လေးနှစ်ယောက်တွဲ interview လေးလုပ်မယ်ပြီးရင်ကိုတငယ်ချင်းစီကမှတ်ထားတဲ့တငယ်ချင်းစီကနေပြီးတော့ကိုမေးပြီးတော့သူကပြန်ပြီးတော့ဖြေထားတဲ့အချက်လက်ကလေးတွေကိုမှတ်ပြီးတော့အတန်းကိုတင်ပြမှာဖြစ်မယ်အဲ့တော့ကလေးတို့အားလုံးဒီဟာဒါမျိုးလေးတွေကိုလုပ်ပေးပါအဲ့ဒါဆိုလို့ရှိရင်ဒါ listening လည်းကောင်းလာမယ် speaking လည်းကောင်းလာမယ်ပြီးရင်အချက်လက်ကလေးပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့ဘယ်လိုပြန်ပြီးဖြေရမလဲအဲပြီးတဲ့အခါမှာ ဟိုကိုကိုကိုလည်းပြန်ပြီးတော့မြင်ပြန်ပြီးကြည့်တက်လာတာပေါ့เนาะအဲ့လိုအခြေအနေမျိုးလေးတွေဖြစ်လာနိုင်တယ်အနောက်ခါကျစကလုံးလေးသုံးတဲ့အခါမှာလည်းဘယ်စကလုံးလေးပို့ပြီးတော့ပြောလိုက်ရင်ဘယ်အချက်ကလေးပို့ပြီးပြောလိုက်ရင်ကောင်းမယ်ဆိုတဲ့ဒီပေါ့เนาะဟိုကိုရဲ့ဒီ critical thinking နဲ့ creative ဟို creative thinking နေလည်းကောင်းလာမယ်လို့ထင်ပါတယ်ကဲဟုတ်ပါပြီအာဆိုရင်เนาะဒီချေတော့ဒီအဲ unit 10ရဲ့ပေါ့เนาะနောက်ဆုံးပိုင်းဖြစ်တဲ့10 e writing မှာ ဒီ writing မှာဘာလို့လောက်ရမလဲဆိုတော့ချေလို့အညွှန်းလေးကိုကြည့်ရအောင် write a paragraph about a mobile phone addict addict ပေါ့နော် including answers to the following question အဲ့တော့သူကတော့ဒါတော့ guideline လေးပေါ့နော်သူက guide လေးတော့ guideline လေးတော့ပေးထားတယ်ပေါ့နော်အဲ့သူပြောရမယ့်အကြောင်းကသူက subject တစ်ခုရေးရမယ် paragraph တစ်ခုကိုရေးရလိမ့်မယ်အဲ့ဒါကတော့ mobile phone ပေါ့နော် mobile phone ဆွဲလန်းနေတဲ့သူတယောက်အကြောင်းပြောရမှာပေါ့နော်ဆွဲလန်းတဲ့အကြောင်းကိုသူပြောရမယ်အဲ့တော့ဒီမှာပေးထားတဲ့မေးခွန်းလေးကိုဖြည့်ပြီးတော့စာပိုက်ကိုရေးရမှာဖြစ်တယ်အဲ့တော့ဗာမေးခွန်းလေးတွေပေးထားလဲဆိုတာဒီချက်လို့ကြည့်ရအောင် who is the mobile phone addict you know of မင်းသိတဲ့အထက်ကဘသူက mobile phone ဆွဲလန်းတဲ့သူဖြစ်နေခဲ့တယ်ဆွဲဖြစ်နေတဲ့ဖြစ်တယ်လေပေါ့နော်အဲ့ဒါလေးကိုအဲ့တော့သူရဲ့နာမည်ပေါ့နောက်ပြီးမင်းနဲ့ဘယ်လိုတော်ဆက်လဲပေါ့နော်မင်းနဲ့ဘယ်လိုတည်တယ်လဲအဲ့ဒါလေးကိုပြောမယ် why size of addiction dash he she have အဲ့တော့ဒီ ဆွဲလန်းနေမိုဘိုင်းဖုန်းဆွဲလန်းနေဆိုတာဘယ်လိုလက္ခဏာတွေသူ့မှာရှိတယ်လဲဆိုတာလည်းပြောပါမယ်။ Now how much time does အာအဟီအရှိပေါ့နော် span on his or her mobile phone အဲ့ဒါဆိုရင် तू ကသူ့ရဲ့ဒီ mobile phone မှာအချိန်ဘယ်လောက်များများသုံးတယ်လဲ mobile phone သုံးဆွဲမှုမှာဘယ်လောက်အချိန်များများပေးတယ်လဲဆိုတာကိုလည်းဖော်ပြမှာဖြစ်တယ် how does his or her addiction affect him or her and people around him 哦哈အဲ့တော့သူမရဲ့ဒီပေါ့နော်သူဒါမှမဟုတ်ဒီမိန်းကလေးဥစ္စာတငယ်ချင်းဒါမှမဟုတ်တငယ်ချင်းမိန်းကလေးရဲ့ဒီဥစ္စာပေါ့နော်မိုဘိုင်းဖုန်းပေါ်မှာဆွဲလမ်းမှာ effect effect ဆိုတာတက်ရောက်တာပေါ့နော်အဲသူ့ပေါ်မှာတော့၎င်းဒါမှမဟုတ်သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ပေါ်မှာ၎င်းနော်ဘလို့တက်ရောက်တလဲနော်ဘလို့သွားပြီးတော့ဟိုဖြစ်စေတလဲဆိုတာပေါ့နော်အဲ့ဒါလေးတွေကိုလည်းရေးပြရမှာဖြစ်တယ်ပြီးတဲ့အခါမှာ how should he or she be treated သူ့ကိုနော်ဘလို့ပြန်ပြီးတော့အဲ့လိုသူ့ရဲ့ဒီလိုအခြေအနေဆွဲလန်းနေအခြေအနေကိုဘလို့ပြန်ပြီးတော့ပြုပြင်ကုသပြုပြင်တင်တယ်လေပေါ့နော်အဲအဲ့ဒါမျိုးလေးတွေကိုလည်းဒါကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အပ္ပနီယံနဲ့ပေါ့နော်ဒါဒါဖြည့်ပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာဒီချက်ရှေ့ပိုင်းလေးတော့နမူနာလေးပေးထားတယ်။အကျော်လက်ပေါ့နော် one of my curses is the mobile phone addict of phone i know အဲ့တော့ကျော်လက်ပေါ့နော်ကျော်လက်ဆိုတာเนาะဟိုငါတိရဲ့အဲထဲမှာတော့ပေါ့နော်ငါရဲ့ဟိုကျွန်တော်ရဲ့ပေါ့နော် ဝင်းခွဲတွေတွေကတက်ရောက်ပေါ့သူမှာဝင်းခွဲမောင်နှမဆိုများတယ်ဒီမောင်နှမတွေကတက်ရောက်ကြော်လက်ဆိုတဲ့သူอ่ะတဲ့မိုဘိုင်းဖုန်းဆွဲနေတာပါတဲ့ he always checks his mobile phone almost every minute even if there is nothing important to do အဲ့တော့ဒါကြတော့ဘာနဲ့ဘယ်အဖြေဖြစ်မလဲသူဒီဥစ္စာ second ဥစ္စာပေါ့နော် question ရဲ့အဖြေလေးပေါ့နော်ဘာဘာနဲ့ပြောလိုက်လဲဆိုတော့ तू အမြဲတမ်း तू မိုဘိုင်းဖုန်းကို तू check လုပ်နေစစ်ဆေးနေတယ်နော် at almost every minute ခဏခဏ at almost ဆိုတဲ့အတိုင်း minute တိုင်း minute တိုင်းဒီဘာကို तू ကစစ်နေတာ if there is nothing important to do ဘာမှလည်းအရေးကြီးလောက်ဆရာမရှိရင်တော့မှ तू ကဘာလုပ်နေလဲစစ်နေလေဒါမျိုးလေးနဲ့စားလို့ရတယ်အဲကျန်တာကကြတော့ဟိုဒါကတော့သူ့ရဲ့လက္ခဏာပေါ့เนาะသူ့ရဲ့ဟို မိုဘိုင်းဖုန်းဆွဲရတယ်ဆိုတာဘယ်လိုဆွဲဆွဲမှာပေါ့တချင်လုံးဒီဖုန်းကိုပဲထိုင်ကြည့်နေပြီဆိုဒါမိုဘိုင်းဖုန်းဆွဲတယ်ဆိုတာကိုတော်တော်ကြီးဟိုသိနေပြီပေါ့နော်အနောက်အချိန်လေးဘယ်လောက်ပြုံးလဲဆိုတာတော့ခုနကသူကမိနစ်တိုင်းကြည့်ရပေါ့ဒါမှမဟုတ်မိနစ်တိုင်းကြည့်ရဆိုမဲ့သူသူ့ရဲ့ဟိုပေါ့နော်စာတင်နေတဲ့အချိန်တို့ဘာလို့မှာတော့ဒါဖုန်းယူသွားခွင့်မရှိတာလို့ဒါမှမဟုတ်ရင်ဖုန်းဖုတ်ဖို့အခွင့်မသားလို့ဆိုတာဆိုရင်တော့မကြည့်နိုင်ဘူးပေါ့ဒါပေမဲ့လေသူဟာဒီသူ့မှာ24နာရီရဲ့ပေါ့နော်ဟိုအချိန်တစ်ဝက်ကျော်ကျော်အနည်းဆုံးတစ်ဝက်ကျော်ကျော်လောက်ကိုတော့သူသုံးနေသုံးနိုင်နေဆိုတဲ့ဟာမျိုးလေးတော့ ဟိုဖြစ်ပါလိမ့်မယ်ပြီးတဲ့အခါမှာအဲသူကဒီလိုမျိုးဆွဲလန်းမှုတွေဖြစ်နေတဲ့အတွက်မိုဘိုင်းဖုန်းဆွဲလန်းမှုဖြစ်နေတဲ့အတွက်အဲသူ့မှာဘာတွေဖြစ်နိုင်တယ်လဲဟိုကလေးတို့ဒါကြိုက်တယ်လို့ရေးလို့ရတယ်သူကအမြဲတမ်းမိုဘိုင်းဖုန်းကိုအမြဲတမ်းသုံးတယ်မိုဘိုင်းဖုန်းကိုဆွဲတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့မျက်လုံးတွေလည်းပါလေမျက်လုံးတွေလည်းထိခိုက်လာတယ်နောက်ပြီးတော့လည်းသူကပတ်ဝန်းကျင်ကိုတည်ထားမှုနည်းလာတယ်ပေါ့နော်အဲဒါကြားလဲကြားဘူးမှာပဲတချို့ဆိုလို့ရှိရင်ဒါမိုဘိုင်းဖုန်းကိုအာယုံစိုက်နေတဲ့ကြောင်မှကိုယ့်စီမှာအန်ဒီရကြားရောက်လာတာတော့မကြိုက် ချစ်မသိတာမျိုးပေါ့နော်ဘေးရနေဖြစ်လာနိုင်တာမသိတာမျိုးလည်းဖြစ်နိုင်တယ်เนาะအဲ့ဒါလေးတွေကိုပြောပြရမယ်ပြီးတဲ့အခါမှာအဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကလည်းဟိုဥမာဒီဟာကိုတစ်ချေလုံးကြည်ပြီးတော့ဒါဟာပဲဆွဲနေတဲ့ဟိုသတိထားသတိပြုနေတဲ့အတွက်တခြားလူပြောကလည်းမကြားရပေါ့နော်မသိရအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့မိဘတွေညီကိုမောင်နှမတွေနဲ့လည်းဟိုအဆင်မပြေမှုတွေဖြစ်လာနိုင်တယ်เนาะအော်ပြီးတဲ့အခါမှာဒီလုပ်ငန်းလုပ်ဆောင်တဲ့အခါမှာလည်းပေါ့နော် ီ mobile ကိုပဲ mobile phone ပဲသူကအမြဲတမ်းဒါတတိပြုတ်ပြီးတော့လုံဆောင်နေတဲ့အတွက်ကြောင့်မလို့ဒီအလုတ်ကိုင်းနေမှာလေသူလုံဆောင်နေတဲ့လုပ်ငန်းနေမှာလေအမားအယွင်းတွေအချွေရင်းမှုတွေပေါ့နော်နောက်ပြီးတော့ကြာတော့ဒီအစင်မပြေမှုတွေဖြစ်လာနိုင်တယ်ဒါမျိုးလေးပြောရမယ်သူကဘလို့ဟိုဒါမျိုးလေးကုသတင်တယ်လဲဆိုလို့ရှိရင်ဒါဒီဟာနဲ့ပတ်သက်ပြီးတော့အကျိုးချောင်းပြောတာဒါမှမဟုတ်ရင်လည်း ဟိုနားလေတက်ကြွတဲ့သူတွေစီကနေအကူညီရာမျိုးဒါမျိုးဒါမျိုးလေးတွေကိုကိုကအကြံပေးတဲ့ဟို suggestion အနေနဲ့ကိုကမလုပ်ပြရမလဲဆိုတော့ကိုရဲ့ opinion ကိုတော့တခြားဘလို့ထည့်သွင်းသင့်တယ်ဆိုတဲ့ဟာမျိုးလေးတွေပါပြောရမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ကလေးတို့ဒီ writing နဲ့ပတ်သက်ပြီးတော့ဒီ sa byte ကလေးကောင်းကောင်းတစ်ပိုက်ကိုရေးသွားနိုင်ပြီလို့ထင်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင် teacher တို့ဒီဒီနေ့ဆိုလို့ရှိရင်တော့အခုဆိုရင် teacher တို့ဒီ unit 10ပြီးပြီပေါ့နော် unit 10ရဲ့ writing မှပြီးပါပြီ။